ူကချန်ပီယံအဖြစ်အသေးမမပြုတ်ဘူးဆိုတဲ့သူတွေကတခေါနဲ့ထိထိမိမိတုတ်ပြန်လိုက်တဲ့ဂျိုရှော့ဘန်ပရိသတ်များလောက်ပဲမိလားဗျာရှန်နက်နဲ့ဆန်ပေါင်း4 5 7ပြည်စာဘက်ကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင်နောက်နောက်ဆက်လေးခုနှစ်ဒီလိုအချိန်မှာဖန်တင်ခဲ့တဲ့စတေတက်တစ်ခုကငါဒီအားကစားကနေအနားယူလိုက်ရတော့မလားလေဘာလို့အဲ့လိုတင်လဲဆိုတော့ဇန်နဝါရီကနေဇူလိုင်လအထိကြားထဲမှာ6လလောက်ပွဲဝေးနေလို့ပါဗျပြမယ်ကဗန်တဲ့ကစားချင်လို့တောက်ရှော့ကိုနှုတ်ထွက်နေကြတာပါဗန်ကအဲ့အချိန်တုန်းကအစင်လည်းမချိတ်သေးမတင်မရှားနိုင်ငံကဖိုက်တာလေးဆိုတော့ဗန်နဲ့ထွက်ရတာကပြမယ်တဲ့အတွက်မလောက်စရာမဟုတ်ဖြစ်လို့နေပါတယ် ၆လလောက်ပွဲဝင်၄ပွဲဆက်လိုက်ပြက်ပြီးပြန်ကစားတော့လေချားကျုံစင်ရဲ့ပင်းလက်သေးမိပြီးရှုံးပြန်ပါလေရောဖန်အတွက်ခက်ခဲမဲ့ကာလာတွေဖြစ်ပါရင်ဒါပေမဲ့ဖန်ကအကောင်းဆုံးပြန်လာနိုင်ခဲ့ပါရင်ရလာတဲ့ခွင်းတွေကိုလူစားဝင်ထိုးဆိုလဲဝင်ထိုးပြင်းစင်ချိန်နဲ့လဲဝင်ထိုး US နဲ့ဒနာဝိုက်ပေးသမျှပွဲတွေကိုလက်လုံးမကန်စူးစမ်းခဲ့ပြီးနောက်ဆုံးမှာချန်ပီယံမှာဖြစ်လာခဲ့တာဖြစ်ပါရင် US မှာပွဲများလို့စိတ်ညစ်နေတဲ့ကောင်လေးကဒီနေ့ကြော်အကြမှာချန်ပီယံကြီးဖြစ်လာခဲ့ပါပြီအများနဲ့အစဉ်သိရှိနေတဲ့သူတွေအတွက်အခွင့်အရေးဆိုတာပေါ်လာစမြဲပါပဲဒါကိုကိုကစုပ်ကင်ထားဖို့ပဲလိုပါရင် ဗန်အာတီရဲ့အတွက်ဥမာကောင်းဆံပြကောင်းဖြစ်ပြီးလူငယ်တွေအတွေ့အကြုံလေးစားရမယ့်သူလည်းဖြစ်ပါရင်သူပြောသလိုပဲဗန်ရဲ့ကြီးကျယ်ခမ်းနားမှုတွေကိုကျွန်တော်တို့စတင်မြင်တွေ့နေရပါပြီ။ဒါရင်ဟာတမိုင်းနေဖြစ်ပါရင်2024လောကပွဲများလို့ဆိုပြီးကစားမပွားကနေအနားယူဖို့တောင်စဉ်းစားခဲ့ရတဲ့အထိဖြစ်ခဲ့တဲ့ဗန်က2025မှာတော့ USA Flyweight တန်းတမိုင်းရဲ့အတိုင်ငယ်ဆုံးချန်ပီယံဖြစ်လာခဲ့ပါပြီ။ဗန်တို့ကြောင့်ဗန်ကိုအနေကန်ချက်တွေလက်သီးတွဲလုံးတွေနဲ့ဖိအားပေးပြီးတိတ်တောင်းယူချင်နေတာဖြစ်ပါရင်ဒါပေမဲ့ကိုတော်တော်နဲ့ကိုဆိုတော်တော်ပြန်ခံလိုက်ရတာပါ။ဗန်တို့ကြောင့်လမ်းအကန်မှာဗန်ကာကွယ်လိုက်လို့ဟန်ချက်ပြက်ပြီးပြုတ်ကြတာပါ။ အကြမတော်လို့လည်းကြိုးသွားတာဖြစ်ပါရင်လည်းကြိုးလို့ဆံမထိုးနိုင်ရင်အရှုံးပါပဲမချိန်တတ်ရင် မချေဝဲပြန်စိန်ခေါ်လာဖို့ပဲရှိပါတယ်ဖန်ကပြန်တွေ့ရင်လည်းသူဒီကပတ်နဲ့ထိုက်တယ်နေဆိုတာကိုပြဖို့ကြုံမေးဖို့အစင်းသိဖြစ်နေပါမှာဖန်ကြွလာမဲ့ပွဲတွေကအစင်းတစ်ကနေငါးတွင်းကပြန်ပက်တွေနဲ့ပတ်ထိုးရမှာမို့လက်ဖြားမွေတီးအောင်ပါပါပန်တို့ချာကဆလာကလေးကအောက်ခြေတွေခက်ပြီးဂမိုးရှုလို့ဝင်ထိုးပါတယ်ဒါကသူ့ရဲ့ကစားဟန်ပါပဲသူကသူဖွင့်ကိုဖွင့်တိုက်ချင်တာပါဆဆလာချင်းပါပဲဖန်ကပန်တို့ချာဝင်လုံးတာကိုတုတ်ပြင်ရင်ပန်တို့ချာလက်ကျိုးသွားပါတယ်ဖန်ကကန်ပြီးပြန်ပြုတ်ကြပါလက်ကအခက်မသိမဲ့ကျိုးသွားတာဖြစ်ပါတယ်ဖန်ကစိတ်ပြက်နေတဲ့ပန်တို့ချာကိုတေးချနှစ်သိပ်ပေးခဲ့ပါတယ် ဖန်က USA ပထမဆုံးသောအာရှသားချန်ပီယံဒုတိယမြောက်အသက်ငယ်ဆုံးချန်ပီယံဖြစ်လာခဲ့ပြီးဖြစ်ပါတယ်။ဘုံနဲ့ကန်တဲ့ဂျိုရှော့ပဲပါပဲ။ USC မာမီမာဗီသားချန်ပီယံဖြစ်တယ်ဆိုတော့ခေါင်းမော်ရင်ကော့ဂုံရမယ့်အရာလေးဖြစ်ပါတယ်။ဒါပေမဲ့တချို့တွေကတော့ဖန်ရဲ့နိုင်ပွဲကိုအသိမပြုကြပါဘူး။ပန်လိုဂျာလည်းကြိုးသွားလို့လက်စစ်ချော်သွားလို့နိုင်တာဆိုပြီးတော့ထင်မြင်နေကြပါတယ်။ဖန်ကန်ကောင်းပြီးတော့မတော်တဆချန်ပီယံဖြစ်လာတာလို့ယူဆနေတဲ့သူတွေရှိနေကြပါရင်ဒီလိုနေနဲ့ပတ်သက်ပြီးဖန်ကလည်းရှင်းပါတယ်နည်းနည်းလေးမှဂိမ်းဝင်စိုက်တာပဲသူ့ကိုချန်ပီယံဖြစ်မတတ်မဲ့ဖို့ဘူးဆိုတဲ့သူတွေကိုဖန်ကဒီကောင်းတွေကိုတော့ဘောပဲပြာ ီဘဲတွေကိုကျွန်တော်ကောင်းကောင်းကစားနိုင်လဲပေါက်ကရတွေပြောမယ်မကစားနိုင်လဲမဟုတ်တာတွေပြောမယ်ဒါတွေပဲလုတ်တဲ့ဘဲတွေပါသူတို့မျိုးကိုဂယုမဆိုင်ပါဘူးဆိုပြီးတော့ဖြေသွားခဲ့ပါတယ် USC ဥက္ကဋ္ဌဒန်နာဝိုက်ကလည်းဗန်အားထက်တဲ့တယ်မဲ့ချန်ပီယံဖြစ်ခဲ့တာဖြစ်ကြောင်းချီးကျူးပြောဆိုထားပါတယ်ဟုတ်ကဲ့ပါမြောင်ဗီဒီယိုလေးကတော့ပဲနောက်နေ့ပါလဲအားကစားတဲ့ပတ်သက်တဲ့သတင်းကြောတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီလိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ